ကျမကတော့ဒေါက်တာစေစီယူမှမှာအဟာရဆိုင်ရာထူးထူးဆရာဝန်တယောက်ဖြစ်ပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့သွေးဆုံးကင်ခြင်းလက္ခဏာတွေကိုအောင်မြင်စွာကျော်လွှားနိုင်မဲ့အစားအသောက်နေထိုင်မှုနည်းလမ်းများဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးချင်ပါတယ်ရှင်ကျမတို့အမျိုးသမီးတွေရဲ့ဘဝမှာအထူးအလေးပေးထားမဲ့အချိန်ကာလတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီသွေးမဆုံးခင်ကာလပေါ့နော်သွေးဆုံးကင်တဲ့ကာလဖြစ်ပါတယ်ဒီအသက်အရွယ်ကတော့အထူးဖြင့်ဒီအသက်40ကျော်နဲ့50ကျော်55 55ဝန်းကျင်မှာကြုံတွေ့ရတတ်ပါတယ် တယောက်နဲ့တယောက်ကတော့ဒီဒပတာသွေးဆုံတဲ့အချိန်ကအတိအကျတော့မတူညီတတ်ပါဘူးအများအပြင်ကျမတို့အမေတွေအမတွေအတော်တွေနဲ့တော့သွေးဆုံတဲ့နှစ်လေးတွေကတူတတ်ပါတယ်ဒါကြောင့်မလို့ကိုကဒီလိုကာလကိုရောက်ရှိလာရတယ်ကျမတို့ဥမာ45နဲ့90ဝန်းကျင်ကြောက်ချိတ်ကပ်လာပြီဆိုလို့ရှိရင်ဒီအချိန်ဟာဆိုလို့ရှိရင်ကျမတို့အမျိုးသမီးတွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ကောအဆအဆရေရအဖက်ဖက်ကနေပို့ပြီးတော့တတိထားဖို့လိုအပ်လာပါတယ်ကိုယ့်ရဲ့အမေတွေညီအတော်တွေကိုယ့်ရဲ့ဒီ ဘေးနားရှိတဲ့ဇနီးတွေတွေမှာလည်းဒီလိုကြုံတွေ့လာရပြီဆိုလို့ရှိရင်မိသားစုရဲ့ပတ်ပုံမှုကအများကြီးအရေးကြီးရယ်ဆိုတာလေးကိုလည်းပြပြချင်ပါတယ်။ဒီသွေးဆုံးကင်နေပေါ့နော်။သွေးမဆုံးခင်ကာလဟာဆိုလို့ရှိရင်သူကအဲ့ချိန်မှာဆိုကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ estrogen hormone လို့ progesterone လို့ခေါ်တဲ့ဒီအမျိုးသမီး hormone တွေကတဖြည်းဖြည်းကျဆင်းလာပါတယ်။အဲ့ဟော်မုန်းတက်တွေကျဆင်းလာတဲ့အခါမှာဒီသွေးဆုံးကင်နေဆိုတဲ့လက္ခဏာတွေကိုခံစားရပါတယ်။သွေးဆုံးကင်နေဆိုတဲ့လက္ခဏာတွေကတော့ဒီခန္ဓာကိုယ်တစ်ခုပဲခံစားရတာမဟုတ်ဘူး။စိတ် စိတ်မာရောစိတ်ကျမ်းမာရင်းနဲ့ပတ်သက်ပြီးရောဒီရုပ်ကျမ်းမာရင်းနဲ့ပတ်သက်ပြီးရောဒီအားနည်းချက်တွေပေါ့နော်နေလို့မကောင်းတာတွေအများကြီးခံစားရတတ်ပါတယ်ဒီခါလေးကျတော့ဒီတို့အမျိုးသမီးတွေဒီအเจ้าရာတွေကိုထုတ်ဖို့မပြောတတ်တာတို့မပြောရဲတာတို့ဒါမှမဟုတ်လို့ရှင်ကျတော့အိမ်ရှင်မတွေကျတော့ဒီသားသမီးတွေနဲ့ဒီဟိုခင်ပွန်းတွေကိုပို့ပြီးဂယူးဆိုင်နေရတဲ့အခါမှာကိုယ်ဝေဒနာတွေကိုမေ့ထားတာမျိုးတွေဖြစ်နေပါတယ်တကယ်တော့ဒါမျိုးလေးတွေကကျမတို့မေ့ထားတဲ့ဘူးတဘာဝအတိုင်းဖြစ်တယ်ဆိုပေမဲ့ဒါကိုကျမတို့ဖြေရှင်းဖို့လိုအပ်ပါတယ် ထူးဖြင့်ဒီ estrogen project ဆုံးနဲလာတဲ့အခါမှာလက္ခဏာရကြတော့ဖိမိန်ရှင်းရှင်းဖြစ်တယ်ပေါ့ပူပူလိုက်အေးလိုက်ဖြစ်တယ်နောက်ပြီးတော့ခြေဖျားလက်ဖျားကြီးအေးလာတာမျိုးညဘက်ကိုချွေးစည်းတွေပြန်လာပြီးမှအိတ်မပြောတဲ့ဟာတွေကိုခံစားတတ်ပါတယ်နောက်ပြီးတော့စိတ်အနေနဲ့ဆိုလို့ရှင်လဲဟိုစိတ်အလိုမကျတာပေါ့ဝမ်းနည်းလွယ်တာမျိုးတွေဟိုဒေါသထွက်ခြင်းတို့လိုလိုငိုခြင်းတို့လိုလိုစိတ်တက်ကြတို့လိုလိုပေါ့ဒီလိုစိတ်နဲ့ဆိုင်တဲ့ ီပြောင်းလဲမှုတွေလည်းအများကြီးကြုံတွေ့ရပါတယ်။နောက်ပြီးတော့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းဟိုချိန်ချက်စီပြောင်းလဲမှုတွေအများကြီးရှိပါတယ်။ကျွန်တော်ခန္ဓာကိုယ်ကပို့ပြီးတော့ဟိုအားနည်းလာတာမျိုးတို့အိမ်မပြောတဲ့ရက်တွေများလာတဲ့အခါမှာလူကမနဲ့အိမ်ရနိုးလို့ရှိရင်မူးနေတာမျိုးတွေအလုံးလုံးရတာတက်တက်ဆွဆွမရှိတဲ့အခါမျိုးတွေလည်းအများကြီးကြုံတွေ့ရတတ်ပါတယ်။ဒီလိုဟာမျိုးတွေကျွန်တော်တို့မိထားလို့မရဘူး။ဘာမှယာတီတွေကမမှန်တော့ဘူးပေါ့။ဥမာတလာလာရယ်၊သုံးလပျောက်သွားရယ်၊ပြန်ပေါ်လာရယ်ဒါမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ဒီလိုအခြေအနေကိုချဉ်ကပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါကအသိဆုံးကိုင်းတဲ့လက္ခဏာတွေဟဲ့ဟုစဝင်လာပြီဆိုတာကိုအရင်ဆုံးမိမိကိုကိုလက်ခံရမယ်မိကိုအရင်သိထားမယ်ပြီးတော့လို့ရှိရင်ကိုယ်ဘေးနားလူတွေကိုလည်းပြောပြဖို့လိုအပ်ပါတယ်တိုင်ပင်ဖို့လည်းလိုအပ်တယ်တကယ်လို့ဒီလိုသူးဆုံးကိုင်းတဲ့လက္ခဏာတွေကတအားကိုစိုးဝါးတယ်ပေါ့စိုးဝါးလို့လို့ကိုယ်ကျန်းမာရေးကိုထိခိုက်စေနေတယ်တခြားကိုခန္ဓာကိုယ်ကျန်းမာရေးကိုသွားပြီးတော့ဟိုတက်ရောက်မှုတွေကစိုးနေရဆိုလို့ရှိရင်တက်ကြွနဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ဒီ HRT လို့ခေါ်တယ် ဟော်မုန်းဖြစ်ဆက်စားထိုးကုသတဲ့နည်းစနစ်တွေကိုကျင့်သုံးရပါတယ်။ဒါကလည်းလိုအပ်တဲ့လူတွေပေါ်မှာပဲသက်ဆိုင်ရာဆရာဝန်တွေညွှန်ကြားချက်တိုင်းလိုက်နာရဖြစ်ပါတယ်။ဒါမှမဟုတ်ကျမတို့အမျိုးသမီးအများစုပေါ့အများစုကကျတော့ဒီပုံမှန်လက္ခဏာလေးရှိတယ်ပေါ့ခုနကလိုအိမ်မပြောတာလေးရှိတယ်ဟိုပူချင်းပူချင်းလေးရှိတယ်ခြေပြားလက်ပြားလေးအေးရမျိုးညဘက်ချွေးပြန်တဲ့လက္ခဏာပြီးစိတ်အလိုမကျတာလေးရှိတယ်ဆိုလို့ရှိရင်ဒါကတော့ တဘာဝဖြစ်စဉ်လေးတွေပဲဒါပေမဲ့မမေ့ထားပါနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုကြတော့ကျွန်တော်တို့တဘာဝအတိုင်းဖြည့်ရှင်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီ estrogen နဲ့အလားတူတဲ့ phytoestrogen လို့ခေါ်တဲ့ဒီအပင်ကနေရတဲ့ drug bound ပေါ့ဒီ phytoestrogen ကဒီသူဆုံးကိုင်တဲ့လက္ခဏာတွေအပေါ်မှာကောင်းကျိုးအများကြီးရှိတယ်ဆိုတော့သူ့တည်နာတွေကဖော်ပြထားတာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာ estrogen progesterone ဟော်မုန်းတွေနည်းလာတဲ့အခါမှာဒီ phytoestrogen လို့ခေါ်တဲ့အပင်ကရတဲ့ drug bound တွေကိုဖြည့်ဆွတ်ပေးမယ်။ အစားတောက်တဲ့နေရယူမယ်ဖြည့်ဆက်စားတဲ့နေရယူမယ်ဆိုလို့ရှိရင်ကျောတို့ဒီသွေးဆုံးကိုင်တဲ့လက္ခဏာတွေကိုအတော်လေးဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျောအိုက်ဖိုက်တိုအစ်စထရိုဂျင်တွေကဘမပါလဲဆိုတော့တကယ်တမ်းကျောတို့စားနေတဲ့ကျောအနီးနားမှာရှိနေတဲ့အစားတောက်တွေမှာလည်းရှိနေပါတယ်။အဲ့ဒါကတော့သပဲပိဆက်ပေါ့နော်ပဲပိဆက်ကနေလုပ်ထားတဲ့ပဲနိုတွေတိုဖူပဲပြားတွေမှာပါတယ်နောက်ပြီးတော့နှမ်းစီတို့နှမ်းချက်စီတွေမှာပါတယ်ပြီးတော့ဒီချမ်းဟိုပဲအမျိုးမျိုးကလပဲတို့ပဲနီလေးတို့အစိမ့်ဆန်တွေမှာလည်းပါတယ် Red Clover အရွက်တွေမှာလည်းပါတယ်ဒီလိုပြောနောက်ပြီးတော့ဒီ phytoestrogen ကိုအားစေးဖြည့်စွက်စာအနေနဲ့လည်းထပ်မံတောက်သုံးလို့ရပါတယ်အဲ့တော့ phytoestrogen တွေကိုကျွန်တော်ခန္ဓာကိုယ်ထဲမှာအဲ့ချိန်မှာလိုအပ်တယ်လို့ဖြည့်တင်ပေးမယ်ကျွန်တော်ဟိုအာဟာရကိုလည်းစုံလုံစားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီသွေးဆုံးပိုင်တဲ့လက္ခဏာတွေကိုလုံးဝပြောက်သွားသည့်မဟုတ်သည့်တိုင်အောင်မှာအတန်အသင့်ကိုလျှော့ချပေးပါတယ်ကျွန်တော်ကအမျိုးသမီးအနေနဲ့ဒီ40ကျော်50ကျော်အရွယ်ကိုချဉ်းကပ်လာတဲ့အခါမှာသွေးဆုံးပိုင်တဲ့လက္ခဏာခံစားနေရရဆိုလို့ရှိရင် ဒါကိုကျမတို့ကမင်းမင်းလျော့လျော့လုံးဝမနေမနေလိုက်ပါနဲ့နောက်ပြီးတော့ဒါကိုဖြေရှင်းရပါမယ်ဒီတိုင်းကျမတို့ကြိတ်ပြီးခံနေတာတို့ဘယ်သူမှမပြောဝဲနဲ့ကိုတယောက်တည်းဟိုပင်ပန်းနေတယ်ခနာကိုယ်စိတ်ကိုပင်ပန်းနေတယ်ဆိုတာမျိုးကျတော့လုံးဝမဖြစ်သင့်ဘူးဒါကြောင့်မလို့လိုအပ်တဲ့အကူအညီရယူပါနောက်ပြီးတော့လိုအပ်တဲ့ဒီဖြည့်ဆွက်စာတွေအစားအသောက်တွေကိုလည်းအပြည့်အဝစားသုံးဖို့လိုအပ်ပါမယ်။နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဒီလိုအချိန်မှာဆိုလို့ရှိရင်အမျိုးသမီးတွေကဒီ အယိုးလေးတွေပါလာတယ်ပေါ့ကျွန်တော်ဒီဒူးခေါင်းတွေနာလာမျိုးရှိနိုင်တယ်ကိုယ်လေးချိန်များရဲ့လူတွေဆိုလို့ရှိရင်ခါးနာရဲ့ဒူးနာရဲ့ခြေစစ်နာတာတွေပြီးတော့ဟိုအခမ်းမသိလို့ဟိုနည်းနည်းလေးလဲသွားရင်တော့မှခြေရောက်တွေလက်တွေကျိုးသွားတဲ့လက္ခဏာလေးရှိရတတ်ပါတယ်အဲ့ဒါလေးတွေကကျွန်တော်ကျွန်တော်ခဏကိုမှာအီဆိုဂျင်ဓာတ်နဲလာတဲ့အခါမှာတခြားဒီမက်ဂနီဆီယမ်တို့ကယ်ဆီယမ်တို့စုံယူမှုတွေကလည်းနှောင့်နှေးသွားပါတယ်ဒီခါမျိုးမှာအယိုးတိတ်သီးဆတွေကနဲသွားတယ်ပေါ့နော်အယိုးတွေပါလာတယ်ပွာလာပြီးတော့ ကျိုးလွယ်ပါတယ်။နောက်ပြီးတော့ကျွန်တော်အဲ့ဒါတွေကိုကူညီဖြည့်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်မဂနီဆီယမ်ဓာတ်တွေလိုအပ်တယ်၊ကယ်လ်ဆီယမ်ဓာတ်တွေထပ်ပြီးတော့ဖြည့်ဆက်ဖို့လည်းလိုအပ်ပါတယ်။မဂနီဆီယမ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ဒီ40နဲ့50ကျော်အမျိုးသမီးတွေမှာမဂနီဆီယမ်ဓာတ်ကိုအထူးသဖြင့်လိုအပ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မဂနီဆီယမ်ဆိုတဲ့အာဟာရဓာတ်ကိုကျွန်တော်နည်းနည်းလေးမင်းမီလျော့လျော့ဟိုတတိမထားမိရမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့ဒီမဂနီဆီယမ်ကကျတော့သူ့ရဲ့ကောင်းကျိုးတွေပါလေ။ဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့စိတ်အတက်ကျဖြစ်တာမျိုးပေါ့။စိတ်ပိုင်းဆိုင်ရာ ဟိုမငြိမ်မသက်ဖြစ်တာဟိုစိတ်တိုလွယ်တာဒေါသထွက်လွယ်တာယူလျှော့ချပေးတယ်နောက်ပြီးတော့အိပ်ပျော်စီပါတယ်အိပ်ပျော်တဲ့အတွက်ကြောင့်မလို့လူကနောက်တနေ့ဟိုထပြီးမှအလုပ်လုပ်ရတဲ့အခါမှာအိမ်မူကိစ္စပဲဖြစ်ဖြစ်ကျွန်တော်ဒီ professional အလုပ်တွေလုပ်တာပဲဖြစ်ဖြစ်မှာလူကပူပြီးတော့လလန်းဆန်းဆန်းရှိလူတယောက်ကအိပ်မပျော်လို့မရဘူးပေါ့နော်အိပ်ပျော်မှပဲတခြားတနေ့လုံးလုံးမဲ့လုပ်ငန်းဆောင်တာတွေလုပ်နိုင်မှာဖြစ်ပါတယ်ဒါမဂနီဆီယမ်ကအဲ့ဒီနေရာတွေမှာကူညီပေးတယ်နောက်ထပ်ခုကျတော့သူကမျိုးသမီးတွေအများအပြား စိုးရိမ်စိတ်များရဲ့ပေါ့အမိခင်နေဆိုလို့ရှင်သူကသားသမီးကိုစိတ်ပူတယ်ခင်မုန်းစိတ်ပူတယ်သူရဲ့မိဘတွေကိုပြန်စိတ်ပူတယ်အဲအမျိုးသမီးရောအဲစိုးရိမ်စိတ်လေးရအမျိုးသားရဲ့ထက်စားလို့ရှင်နည်းနည်းပုံများတက်ပါတယ်ဒီလိုဟာမျိုးတွေကလည်းဒီမဂနီဆီယမ်ကကူညီပြီးတော့ဖြည့်လျှော့ပေးနိုင်တာကိုသူတင်နိုင်မှာတွေ့ရှိထားရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ချွတ်တက်တာပေါ့ဒီလိုသွေးဆုံးကင်တဲ့အချိန်မှာကျွန်တော်တို့ဒီဟိုကြွက်သားတွေအားနည်းလာတယ်ခြေတလုံးတွေညောင်းတာမျိုးတွေပြီးတော့မဆဲတွေပေါ့ကြွက်သားတွေတင်းတာမျိုးနာကျင်တာမျိုးတွေညဖက်ကိုအိတ်တဲ့ခါမှာညတကောင်မှာထပြီးတော့ကြွက်တက်တာမျိုးတွေကိုလည်းမက်ဂနီဆီယမ်က ပါကွယ်ပေးနိုင်တယ်ဆိုတာလေးကိုတွေ့ရှိရပါတယ်အဲ့တော့ magnesium ကိုဘယ်ရရယူမလဲဆိုလို့ရှိရင်အဓိကတော့အစားအသောက်ကနေရယူဖို့လိုပါတယ်အစိမ်းရင်အောင်ရှိတဲ့ hindi hue de pro မှာအစိအစံနေချောကလက်ပေါ့ဒီပရမဂနီဆီယံပါဝင်တဲ့ဖြည့်စွက်စာအာဇီရီယန်ဒီတစ်စင်မဂနီဆီယံဓာတ်ကိုရယူသင့်ပါတယ်။ဒီကျွန်တော်တို့သိဆုံးကြိုင်တဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်မှာဒီ stress hormone လို့ခေါ်တဲ့ cortisol တွေကမြင့်တက်လာတယ်။အဲ cortisol တွေမြင့်တက်လာတာကိုမဂနီဆီယံကသွားပြီးတော့ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီ stress hormone ကခန္ဓာကိုယ်ကထွက်တင်တဲ့လောက်ပေါ့နော်လိုအပ်တဲ့လောက်ပဲထွက်တာကောင်းပါလေအဲ့လို stress hormone အလွန်အကျွံထွက်တာမျိုးอ่ะဆိုလို့ရှိရင်လေလူကိုနောက်ဆက်တွဲဆိုးကျိုးတွေများစေလို့တကြောင်မလို့ဒီလို magnesium ဓာတ်တွေอ่ะဆိုလို့ရှိရင် stress hormone ကိုပါသွားပြီးတော့ထိန်းသိမ်းပေးနိုင်တယ်ဆိုတာလေးကိုတွေ့ရှိရပါတယ်ရှင့်နောက်ထပ်အရေးကြီးတာကတော့ vitamin D လိုမယ်ကယ်ဆီယမ်လိုမယ်ဒါကိုနိုးနေနိုးထွက်ပစ္စည်းတွေအတိရယူဖို့လိုအပ်ပါတယ်အယိုးပါတာအယိုးပွားတာပြီးတော့ဒီသွေးဆုံးကန်ချိန်မှာကြုံတွေ့ရတတ်တဲ့ဒီခန္ဓာကိုယ်ကျန်းမာရေးပြဿနာတွေကိုလည်းအများကြီးထိရောက်စွာကာကွယ်ပေးနိုင်အောင်တွေ့ရပါတယ် ဲ့တော့အနှစ်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အစားအသောက်အနေထိုင်လူမှုပတ်ဝန်းကျင်အကုန်လုံးကအရေးကြီးပါတယ်ဒီ40ကျော်50ကျော်ဖြစ်လာတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုပေါ့ကိုယ်ဒီကိုယ်ချက်တဲ့ဒီမိသားစုပေါ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မိသားစုတွေမိတ်ဆွေတငယ်ချင်းတွေနဲ့လည်းရင်းရင်းနှီးနှီးနေဖို့လိုမယ်ကိုခံစားရတဲ့ပြဿနာတွေကိုလည်းဟိုပြပြဖို့လိုပါမယ်ခါလေကျတော့ကျမတို့တချို့လူတွေအမြင်မှာကျတော့ဒီသွေးဆုံးကိုင်တဲ့လက္ခဏာတွေကိုဒါတာမန်ပဲပေါ့ဘာမှလည်းဟိုတိတ် မဟုတ်ပဲနဲ့ပို့ပြီးမှပြောနေတယ်လို့တချို့ကထင်တာလည်းရှိတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကိုခံစားရတာကိုကိုပဲသိပါတယ်။အဲ့တော့ကိုကနေလို့မကောင်းဘူး။ကို့မှာလက္ခဏာတွေရှိနေတယ်ဆိုလို့ရှိရင်ပြောပြပါ။တိုင်ပင်မှာဆရာဝန်တွေနဲ့ဆွေးနွေးပါ။ပြီးလို့ရှိရင်လိုအပ်တဲ့ကုသမှုတွေလိုအပ်တဲ့ဖြည့်စွက်စာအဟာရတွေကိုအသေးစားလေးရယူဖို့လိုမယ်။ပြီးတော့မှကိုချစ်ခင်တဲ့လူတွေနဲ့လည်းအငြင်းဟိုထိတွေ့ပြီးတော့ဟိုနွေးနွေးထွေးထွေးဆက်ဆံတာမျိုးကလည်းကိုရဲ့စိတ်အပန်းဖြေမှုကိုပို့ပြီးတော့ရရှိစေပါတယ်။ တရားထိုင်တာတို့ကျမတို့လမ်းကိုလျှောက်တာဘရမဟိုဖြည်းဖြည်းလေးပြေးတာမျိုးတွေယောဂထိုက်စီးဆော့တာရာဆိုလို့ရှိရင်လေခန္ဓာကိုယ်ဟန်ချက်ကိုညီးစေတယ်ဘရောဒီစိတ်ပိစီမှုလေလျှော့ကြစေရဲ့အိပ်ပျော်စေပါတယ်ဒီအချက်လေးရဆိုလို့ရှိရင်အရေးကြီးပါတယ်။နောက်အစားအသောက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနကလိုမျိုးအရှိမပြောတော့တဲ့အတိုင်းဆိုလို့ရှိရင်အာဟာရမျှတအောင်အကုန်စားမယ်ပေါ့နော်။အစီနဲ့အသားရေးစားမယ်အစီငါးမျိုးမျိုးစားမယ်နုံနေနုံထွက်ပစ္စည်းတွေစားမယ်ဟင်းသီးဟင်းအသီးနှံလက်ဆက်တဲ့စားစာအားလုံးကိုစုံလင်အောင်စားဖို့အရေးကြီးပါတယ်။ နောက်ပြီးတော့ကျွန်တော်တို့ process food တွေပေါ့ဒီကြာရှည်ခံလောက်ထားတဲ့စားစာတွေအငယ်များတဲ့စားစာတွေတခြားများတဲ့စားစာတွေတော့တတ်နိုင်ကြလောက်ရှောင်ကျဉ်ဖို့လိုအပ်ပါမယ်။ဘာလို့လဲဆိုတော့အဲ့ဒီတခြားများတဲ့အငယ်များတဲ့စားစာတွေကလူခန္ဓာကိုယ်ကိုကျန်းမာရေးကိုထိခိုက်စေပါတယ်။ကျွန်တော်တို့ဒီလို90ဝန်းကျင်ဖြစ်လာတဲ့အခါမှာနှလုံးသွေးကြောချင်းယောဂါတွေပြီးတော့ကိုလက်စထရောများတာအဆီများတဲ့လက္ခဏာတွေကရှိတတ်ပါတယ်။ဒါကြောင့်မလို့ဒီ အစီများတဲ့အစားအစာစီဂျိုတွေအငန်တွေအချို့တွေတော့နိုင်ကြလို့လေရှောင်ကျဉ်ဖို့လိုအပ်တယ်ဆိုတာလေးကိုပြောပြချင်တယ်ထပ်ပြီးတော့ဖြည့်ဆွမ်းမဲ့အစားအစာအနေနဲ့ကတော့အရှိမပြောသွားတယ်ဖိုက်တိုအစ်စထရိုဂျင်လို့ခေါ်တဲ့အပင်အားရတဲ့သဘာဝအစ်စထရိုဂျင် drop ပေါင်းလေးတွေကိုထပ်ပြီးဖြည့်ဆွဖို့လိုမယ်မက်ဂနီဆီယမ် ထပ်ပြီးတော့ဖြည့်ဆွဖို့လိုပါမယ်ကယ်ဆီယမ်ဗီတာမင် D တွေကိုလည်းလိုအပ်တယ်လို့ဖြည့်ဆွမယ်ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကပို့ပြီးတော့ကျန်းမာလာမှာဖြစ်ပါတယ် ရေဦးလေးပြည့်အောင်တောက်ဖို့လိုအပ်ပြီးတော့တခြားကော်ဖီရောကဖိန်းဓာတ်များတဲ့လဖက်ရည်တို့လဖက်တို့ကိုလည်းရှောင်ရှားဖို့လိုအပ်ပါတယ်ရှင်။အေးဝါဖွဲ့ရည်ကြီးဆုံးဖြစ်ပါတယ်။ကျွန်တော်စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေအနေနဲ့ညအိတ်ချိန်နဲ့မနေ့အိတ်ရထချိန်ရဆိုလို့ရှိရင်အနည်းဆုံး9နာရီကနေ10နာရီအပြည့်ရှိတဲ့နယ်လို့အကြံပြုချင်ပါတယ်။ကျွန်တော်တို့ဒီအိတ်ချိန်လေးကိုအနည်းဆုံးည10နာရီ17နာရီဝန်းကျင်မှာတိတိကျကျလေးတတ်မှတ်ပြီးမှအိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့လူခန္ဓာကိုယ်ကဒီဟော်မုန်းတွေအလုံးလုံးပုံကပို့ပြီးတော့ညှိညှပါတယ်။ တကယ်လို့အလုတ်ဘလောက်ပဲများများကျွန်တော်တို့အချိန်ပြည့်ဝအောင်လုပ်ဖို့လိုအပ်ပါတယ်တကယ်လို့ဒါတော့အိမ်မကျော်ရဲ့ညရည်များလာရဲဆိုလို့ရှိရင်လည်းအကူအညီရယူဖို့လိုအပ်လာမှာဖြစ်ပါတယ်ရှင့်ဒါကြောင့်မလို့ကျွန်တော်တို့ဒီသွေးဆုံးကင်တယ်ဆိုရက်ကာလကိုအမျိုးသမီးတိုင်းကတော့တစ်ချိန်ချိန်မှာကြော်ဖြတ်ရမှာဖြစ်ပါတယ်ရှောင်လဲလို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီအရေကိုဒီကာလမှာဖြစ်တတ်တဲ့ပြဿနာလေးတွေကိုဒါကြိုသိထားမယ်ဖြေရှင်းနည်းတွေကိုသိမယ်ဘလို့အစားတောက်တွေဘလို့ဖြည့်ဆက်စာတွေကကိုယ့်အတွက်ဒီလက္ခဏာတွေကိုတတ်တာစေမယ်ဆိုတာလေးကိုသိထားမယ်ဆိုလို့ရှိရင်ကျမတို့အချိန်မီ ကုသကောက်ွယ်လို့ရပါတယ်ဒီလိုလက္ခဏာတွေခံစားရတာမှန်ပြီမဲကျမတို့တက်နိုင်တယ်များ short ချမိ short ချနိုင်အောင်ကြိုးစားဖို့လိုပါတယ်ဒီဒါကြောင့်မလို့ဒီဗီဒီယိုလေးကနေသွေးဆုံးကင်ချင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေအကြောင်းရယ်ဘလို့ဖြေရှင်းလို့ရလဲဘလို့အာဟာရဓာတ်တွေကကောင်းကျိုးဖြစ်စေလဲဆိုတာလေးကိုမျှဝေထားပါတယ်ရှင်ဒီဗီဒီယိုလေးကနေတစ်ဆင့်ကျမရဲ့ဆိုင်ကအကူအညီလေးတွေရရှိတော်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Sifam, caring for well-being.